မင်္ဂလာပါ The Deep Dive ကနေကြိုဆိုပါရစေဒီနေ့တော့အင်္ဂလိပ်စာရေးတဲ့အခါတတားကိုဘလို့ကျွန်းကျွန်းကျင်ကျင်ကစားပြီးကိုလိုချင်တဲ့အာပေါ်ကိုလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးမလဲဆိုတာကိုနည်း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 ဆွေးနွေးကြည့်ချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့စီရောက်လာတဲ့အချက်တလက်တီကလေတတားစီမင်းတွေကိုစာရင်တစ်ခုလိုချက်ပြထားတာတဲ့စာရေးစရာတယောက်ကစာဖတ်ထုကိုယုံကြည်လာအောင်ဒါမှမဟုတ်ဇလမ်းတဲ့စီမျောတော့အောင် ဘလို့တဒါလက်ကွက်တီတုံထားလဲဆိုတာကိုဖော်ထုတ်ဖို့လမ်းပြနေသလိုပါပဲဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမှာကစီးမင်းတွေကိုအလွတ်ချက်ဖို့မဟုတ်ပါဘူးစကလုံးတစ်လုံးဝါချက်ဖွဲ့စည်းပုံတစ်ခုပြောင်းလိုက်တာနဲ့စာတပိုးရဲ့လေတံတုံးနဲ့အတိတ်ပဲဘလောက်ထိပြောင်းသွားနိုင်လဲဆိုတဲ့နောက်ွယ်ကအတွေးခေါ်ကိုနားလည်ဖို့ပါအင်းတဒါဆိုတာကန့်သက်ချက်တွေမဟုတ်ပဲကိုယ့်ရဲ့လက်နက်ကိရိယာတွေဆိုတဲ့အမည်မျိုးနဲ့ချင်းကပ်ကြည့်ရမှာပေါ့နော်ကောင်းပြီဒါဆိုအဲ့လက်နက်ကိရိယာတွေထက်ကအရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ကြည့်ရ verse တွေနဲ့စလိုက်ကြရအောင် watcher တကြောင်းရဲ့ခံစားချက်ကိုအပြောင်းလဲနိုင်ဆုံးက mode verbs လို့ခေါ်တဲ့အကူအညီကြေရာတွေလို့ဆိုထားပါတယ်ဟုတ်ပါတယ် must can should would ပေါ့အဲဒီစကားလုံးလေးတွေက ဝါချာတကြောင်ရဲ့အဒီပေကိုဘလို့များထိန်းချုပ်ပြောင်းလဲပြလိုက်တာလဲဗျသူတို့ကလေဝါချာရဲ့စိတ်နေစိတ်ထားကိုတတ်မှတ်ပြီးတဲ့ကံလုံးနေပါဥပမာမတ်ကိုကြည့်အောင်ဟုတ်ကဲ့ဒါလုံးဝရှောင်လဲလို့မရတဲ့မဖြစ်မနေလုံးရမယ်တောင်းဝင် strong obligation ကိုပြလဲ you must wear a helmet ဆိုရင်လေတာကကိုယ်တဘုံမဟုတ်တော့ဘူး ဥပဒေအရလိုမျိုးလားဟုတ်တယ်ဥပဒေအရစီကဲရရမဖြစ်မနေလိုက်နိုင်ရမှာကိုဆိုလို့တယ်အရာသုံးပြီးဖြစ်ရပြည့်တဲ့သဘောပါတယ် can ကတော့ရိုးရှင်းပါတယ်အလုံးနိုင်စွမ်း ability ပေါ့ she can solve the problem ဆိုတာမျိုးပါဒီနေရာမှာကျွန်တော်မေးချင်တာတစ်ခုရှိတယ် must နဲ့ should ပေါ့အင်းအခုလုံးကတခုခုကိုလုပ်ဖို့ပြောတာပဲဒါပေမဲ့ you must study hard နဲ့ you should study hard ဆိုတဲ့ဝါချနဲ့ကြောင်းချမှာအားထချက်အားနေချက်လို့ပဲ꽈ရလား ဒါမှမဟုတ်ဒီထက်ပိုတဲ့အသေးပဲကွာခြားချက်ရှိသေးလားအဲ့ဒါအရင်ကောင်းတဲ့မိခုံးပါအဲ့ဒီမှာပဲနည်းနည်းတဲ့ချက်ကရှိနေတာ must ကများသောအဖြစ်ပင်ဘက်ကလာတဲ့ PIA စီမင်းစည်းကမ် external obligation ကိုယဉ်ညွန်းတယ်အော်ခုနက helmet ဥပမာလိုပေါ့မှတ်လားတယ် should ကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ကိုချင်းစာစစ်ကနေလာတဲ့အကြံဉာဏ် internal opinion or advice ကိုပြတာများလေ you should study hard ဆိုတာ မင်းစာကြိုးစားတင်တယ်လို့ငါထင်နေမဲ့အတွက်ကောင်းမယ်ဆိုတော့ကိုပိုင်အကြံပေးချက်ပါအင်းသဘောပါပြီဒါကြောင့် persuasive writing မှာဆိုရင်လေစာဖတ်သူကိုကိုပတ်ပအောင်ဆွဲဆောင်တဲ့အခါ must လို့အမိန့်ဆန်တဲ့စကားလုံးထက် should လို့အကြံပေးတဲ့အလေးတန်ကိုပို့ထုံးကြတာပေါ့ဩဒါဆိုတစ်ခုကစီကံနောက်တစ်ခုကအကြံရံပို့ ဒါတကယ်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီဘက်ကိုဒီလိုခွဲတီးလိုက်တော့ဘယ်နေရာမှာဘဲစကလုံးတုံးရမလဲဆိုတော့ပိုရှင်းသွားပြီဟုတ်ပါတယ်ကြည်ရနဲ့ပတ်သက်ပြီးကျွန်တော်အမြင်နဲ့ရှုပ်တာနောက်တစ်ခုက simple past နဲ့ present perfect ဘာကွာလဲဆိုတာပဲ i lived in yangon နဲ့ i have lived in yangon ဆိုတာဘာလို့တစ်ခါလေအတူတူသုံးလို့မရတာလဲအဲ့ဒီ have တလုံးက အဓိပ္ပာယ်ကိုဘလို့ပြောင်းသွားစေတာလဲဒါကအင်္ဂလိပ်စာမှာအရေးကြီးဆုံးအယူအဆတစ်ခုပဲ sympathetics ပါလား i lived in yangon ကအတိတ်မှာဖြစ်ပြီးအပြီးသက်သွားတဲ့ကိစ္စတစ်ခုကိုဖြောပြတာပါအဲ့ဒီဇလံကအဲ့ဒီမှာပဲပြီးသွားပြီအခုနဲ့မဆိုင်တော့ဘူးပေါ့ဟုတ်တယ်အခုလက်ရှိနဲ့ဘာမှမဆိုင်တော့ဘူးပိတ်ထားတဲ့တိတာတလုံးလိုပဲဒါပေမဲ့ have ပါတဲ့ present perfect tense I have lived in Yangon ကကြတော့အတိတ်ကစခဲ့တဲ့ကိစ္စတစ်ခုကပစ္စုပန်ထိတကားဖွင့်ထားရဲဆိုတဲ့အဓိပ္ပာယ်ပါ ပြောင်းနေတဲ့အချိန်မှာရန်ကုန်မှာ နေတော့ပဲဒါမှမဟုတ်ရန်ကုန်မှာနေတဲ့အတွေ့အကြုံကအခုလက်ရှိသူ့ဘဝအပေါ်တက်ရောက်မှုရှိနေတော့ပဲဆိုတာကိုပြတယ်။ဒါဆိုပြောချင်တာက I have lived in Yangon လို့ပြောလိုက်ရင်နားထောင်နေသူကဩသူ့အခုထိရန်ကုန်မှာပဲရှိသေးတာကိုဒါမှမဟုတ်ရန်ကုန်အတွေ့အကြုံကသူ့အတွက်အရေးပါနေတော့ပဲလို့အလိုလိုနားလည်သွားရမယ်ဆိုတဲ့သဘောလား။တိတိကျကျပါပဲ။ အတိတ်ကလုံးရက်တစ်ခုရဲ့လက်ရှိအကျိုးဆက် present result ကို အလေးပေးခြင်းတဲ့အခါ present perfect ကိုသုံးတာပါ။ဒါကဇလန်းတပုတ်ကိုအဆုံးမသက်ပဲပစ်ဆုပ်ကံနဲ့လာချစ်ပေးလိုက်တဲ့တတ်တာနိလန်တစ်ခုပဲ။ကောင်းပြီ။နောက်ဆိုဝါကျဲရဲ့အဓိပ္ပာယ်ကိုပုံဖော်တဲ့ကြည်ရတဲ့အကြောင်းဆွေးနွေးပြီးဆိုတော့အရာနှစ်ခုကိုနိုင်ရှင်တဲ့နေရာမှာသုံးတဲ့တိမ်မွေးတဲ့နိလန်တစ်ခုကိုဆက်ကြည့်ရအောင်။ဟုတ်ကဲ့။အများစုက more than ကိုသုံးလို့ရှိတယ်။ A is bigger than B ဆိုတာမျိုးပေါ့။ ဒါမဲ့ကျွန်တော်ရထားတဲ့ချက်လက်တွေထဲမှာ not as dot dot s ဆိုတဲ့ပုံစံကို အလေးပေးထားတယ်။ b is not as big as a ဆိုတာမျိုးပေါ့။အင်းအပေါ်ရန်ကြည့်ရင်အသေးပဲတူတူပဲလို့ထင်ရပေမဲ့စာရေးဆရာတယောက်ကဘာဖြစ်လို့တီးလို့တွဲဝိုက်တဲ့နီလန်းကိုရွေသွုံးပါလဲ။ဒီနေရာမှာတရာကနေတဆင်ယဉ်ကျေးမှုကိုမြင်ရတဲ့အချက်ရှိပါတယ်။ Our hotel is more expensive than yours လို့တည့်ရိုက်ပြောတာက ကိုကိုကိုအသာပေးပြီးကြွားသလိုဖြစ်နိုင်တယ်။နည်းနည်းထိတ်တိုက်ဆန်တယ်။ဟုတ်ဟုတ်။ဒါပေမဲ့ your hotel is not as expensive as ours. ဆိုပြီးတွေ့ဝိုက်ပြောလိုက်တဲ့အခါမှာတော့အတိတ်ပဲမပြောမိမဲ့လေးတန်ကအများကြီးပို့ပြော့ပြောင်းသွားတယ်။ပို့ပြီးတန်မှန်ဆန်တယ်။ယဉ်ကျေးရာရောက်တယ်။ဟင်း။အော်အနေချစ်တခုကိုတိုက်ရိုက်ထောက်ပြတဲ့ပုံစံမပေါက်တော့ဘူးပေါ့။မှန်ပါတယ်။အပြစ်တင်တဲ့ပုံစံမပေါက်တော့ဘူး။အဲ့ဒါတကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါဆိုဒါကတရာစီမြင့်တက်တဲ့မဟုတ်ပဲစကားပြောဆိုစစ်ဆန်ရေးမှာတုံးတယ်နီးပြွာ strategy တစ်ခုကိုဖြစ်နေရောပေါ့ဟုတ်ပါတယ်ဒါကြောင့်စီးပွားရေးလုပ်ငန်းသုံး email လေးတန်တမာရေးအစာဒီမှာဒီလိုတွေ့ဝိုက်တဲ့နိုင်ရှင်မှုတွေကိုပို့တွေ့ရတာပါอืมဟုတ်ဥမာပေးထားတဲ့လေးချင်းခန်းတွေကိုကြည့်ရင်ဒီပုံစံကိုပုံမြင်သာပါလိမ့်မယ် Susan's husband is not as friendly as she is လို့ပြောလိုက်တာက သူ့ခင်ပွန်းကိုအပစ်တီနဲ့လေးတန်ညော့သွားတယ်နော် ဟုတ်တယ်နော် Susan is friendlier လို့ပြောရတဲ့ပို့ပြီးတော့တိမ်မွေသွားတယ်။ဟုတ်ပါတယ်။ဒီလိုပဲ my ticket cost more than yours အစား your ticket did not cost as much as mine's လို့ပြောရကပို့ပြီးယဉ်ကျေးအတုံးလုံးဖြစ်သွားတာပေါ့။ကောင်းပြီ။ဒါဆိုကျွန်တော်တို့မှအခုဆိုရင်တိကျတဲ့နက်နက်ကိရိယာတွေရလာပြီ။ဝါကျရဲ့ခံစားချက်ကိုပြောင်းပေးတဲ့ modal verbs တွေ။ Ừm အသိနဲ့ပစ္စုပန်ကိုချိတ်ဆက်ပေးတဲ့ tense ပြီးတော့ nation မှုကိုတိမ်မွေအောင်လုပ်ပေးတဲ့ not as as ပုံစံတွေပေါ့။ဟုတ်ပါတယ် အခုဒီကိရိယာတွေကိုအသုံးပြုပြီးဘလို့အဆောက်အုံကြီးတယ်တနည်းအားဖြင့်အရေးအသားပုံစံကြီးတွေတည်ဆောက်နိုင်မလဲဆိုတော့ကိုဆက်ပြီးလေ့လာကြည့်ကြရအောင်အရန်ကောင်းတဲ့ချိဆက်မှုပါပဲဒီကိရိယာတွေကိုဘလို့ပေါင်းဆက်အသုံးပြုသလဲဆိုတဲ့ပုံမူတည်ပြီးအထက်ကအရေးအသားပုံစံကြီး၄မျိုးထွက်လာပါတယ်ပထမတစ်ခုက persuasive writing ပါစေစောတိုက်တော့နဲ့အရေးအသားပေါ့ဟုတ်ပါတယ်တွေ့တခုတည်းဆိုရည်ရွယ်ချက်ကစာဖတ်သူကိုကိုပြောတဲ့အချက်တစ်ခုပေါ်မှာယုံကြည်လက်ခံလာအောင်စီယုံကိုပါပဲ ဒါဆိုခုနကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ should do must do ကဒီ persuasive writing မှာအဓိကဇာတ်ကောင်တွေဖြစ်လာမှာပေါ့နော်တိတိကျကျပါပဲစာဖတ်သူကိုဒါကိုလှုပ်တင်တယ်ဒါကိုမထစ်မနေစဉ်းစားရမယ်ဆိုပြီးလမ်းကြောင်းပေးဖို့အတွက်လေမှန်ပါတယ်ဒီရေးသားမျိုးမှာကိုယ့်ရဲ့အမြင်ကို ခိုင်မာအောင် I personally believe that do without a doubt do ဆိုရဲစကားလုံးလေးနဲ့အားဖြစ်ပြီးအကြောင်းပြချက်တက်တည်ထောက်ထားတွေနဲ့တိရှိောက်ရပါတယ်อืมဒုတိယပုံစံကတော့ narrative writing မှာ စကြောင်းပြန်ရေးသားပါ သူ့ရဲ့ရည်ရွယ်ချက်ကစီယုံဖို့မဟုတ်ပဲဇက်လန်းတစ်ပုဒ်ကိုပြောပြဖို့တက်တက်ပါပဲအဲ့ဒီနေရာမှာတော့ခုနကပြောတဲ့ simple past နဲ့ present perfect ရွေးချယ်မှုကဇက်လန်းရဲ့ခံစားချက်ကိုအများကြီးပြောင်းလဲသွားစေနိုင်မှာပဲဟုတ်တယ်ဟုတ်တယ်ဇက်လန်းကိုအတိတ်မှာအပိစက်ထားခဲ့ခြင်းလားဒါမှမဟုတ်ဇက်လန်းရဲ့အရှင်းအဝါကအခုထိရှိနေတုန်းပဲဆိုတာကိုပြခြင်းလားဆိုတဲ့အပေါ်မှာမူတည်ပြီးရွေးချယ်ရမှာပေါ့မှန်ပါတယ် narrative writing မှာအချင်းလက်နက်ကအရေးကြီးတဲ့အတက် long ago or after that ဆိုတာမျိုးတွေအများကြီးသုံးပါတယ်တတိယပုံစံက expository writing ပါရှင်းလင်းတင်ပြတဲ့အရေးသားပါอืมဒါက persuasive writing နဲ့စံကျင်ဘက်လိုတောင်ပြောလို့ရတယ်ဘလိုမျိုးစံကျင်ဘက်ချက်တာလဲနှစ်ခုလုံးကအချက်လက်တွေပေးတာပဲမဟုတ်ဘူးလားအဓိကကွာခြားချက်ကရည်ရွယ်ချက်ပါ expository writing မှာစာရေးသူရဲ့ကိုယ်ပိုင်အမြင်ခန်းစားချက်လုံးဝမပါရပါဘူး။အော်။အချက်လက်တွေကိုဗမလိုက်ပဲရှင်းပြဖို့တင်ပြဖို့တသက်ပဲ ဥပမာဖုန်းတစ်လုံးရဲ့အသုံးပြုပုံလက်ဆွဲစာအောက်လိုမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ firstly in addition ဆိုပြီးအချက်လက်တွေကိုစနစ်တကျ CAB တင်ပြတာမျိုးပါ persuasive writing ကကြတော့အချက်လက်တွေကိုသုံးပြီးစာဖတ်သူကိုသူ့ဘက်ရင်းလောင်ဆွေးဆောင်လာပါရှင်းသွားပြီ တခုကတင်ပြတာနောက်တစ်ခုကသဘောထားပြောင်းအောင်လုပ်တာကောင်းပြီနောက်ဆုံးတစ်ခုက descriptive writing မြင်ရောင်းအောင်ပေါ်ပြတဲ့အရေးသားနော်ဟုတ်ပါတယ်သူရဲ့ရည်ရွယ်ချက်ကစာဖတ်သူရဲ့စိတ်အာရုံကိုဖန်ဆားဖို့ပါ လူတယောက်နေရာတစ်ခုဒါမှမဟုတ်ဖြစ်ပျက်တစ်ခုကိုစာဖတ်သူရဲ့စိတ်ထဲမှာပုံဖော်မြင်ရောက်လာအောင်အနံ့ရလာအောင်ကြားရောက်လာအောင် ဟုတ်တယ်အဲ့ဒီလိုရေးတာပါဒါကြောင့်အာယုံခံစားမှု၅မျိုးကိုအားကိုးရတယ်စိမိလေရို metaphor တို့လိုအလင်္ကာမျိုးတဲ့စကားလုံးဒီအထူးသဖြင့်နာမဝိသေသန adjectives တွေကိုအများဆုံးသုံးပြီးရေးဖွဲ့ရတာပါကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်ကျွန်တော်တို့ကတရားစီးမြန်လေးကိုစည်ရင်တစ်ခုအနေနဲ့မကြည့်ပဲစာရစ်တူတယောက်ရဲ့ လက်နက်ကိရိယာတွေအနေနဲ့ချင်ကပ်ခဲ့ကြတယ်။ဟုတ်ပါတယ်။ Motor Buffs တွေကနေတဆင့်စာတကြောင်းရဲ့ရည်ရွယ်ချက်ကိုဘလို့ပုံဖော်လဲ Present Perfect Tense ကနေအချိန်ကိုဘလို့ချိတ်ဆက်လဲ Not This Is ကနေနိုင်ရှင်မှုကိုဘလို့သိမ်းမွေ့အောင်လုပ်လဲဆိုတာကိုလေ့လာခဲ့တယ်။အင်းနောက်ဆုံးမှာတော့အဲ့ဒီကိရိယာတွေကိုသုံးပြီး Persuasive, Narrative, Expository, Descriptive ဆိုတဲ့အရေးသားပုံစံကြီးတွေကိုဘလို့တိစောက်ထားလဲဆိုတာကိုချိတ်ဆက်နားလည်ခဲ့ကြပါတယ်။ အချုပ်အနေနဲ့ပြောရရင်လေဒီအချက်တွေအားလုံးကနှီးခြားစီမဟုတ်ပါဘူးအပြန်အလှန်ဆက်ဆက်နေပါတယ်တတာဆိုတာအရေးသားရဲ့ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ပြီးအစီခံတစ်ခုပါပဲဟုတ်ကဲ့ကိုကစာဖတ်သူကိုဆွဲဆောင်စည်းရုံးချင်တာလားဇာလန်းနဲ့နှစ်မျိုးစေချင်တာလားဒါမှမဟုတ်အချက်အလက်တစ်ခုကိုရှင်းရှင်းလင်းလင်းသိစေချင်တာလားအဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီးကိုရဲ့တတာလက်နက်တီကိုမှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုတတ်ဖို့ကအထီးကပါပဲအရန်ကောင်းတဲ့အချုပ်စကားပါပဲ ဒါဆိုရင်တော့နားထောင်သူတွေအတွက်စဉ်းစားကြမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်။ဟုတ်ကဲ့။ဒီလိုတိကျကွယ်ပြားတဲ့အရေးသားပုံစံလေးမျိုးကိုတီးပြီးတဲ့နောက်မှာတကယ်လက်တွေ့ကဘာမှာဒီပုံစံတွေကိုတီးခြားစီတုံးတာရှားပြီးရောဆက်အသုံးပြုတာကိုပိုတွေ့ရတယ်။အဲ့လိုရောဆက်အသုံးပြုတဲ့အခါဘာတွေဖြစ်လာနိုင်မလဲ။စိတ်ဝင်စားဖို့ကောင်းတယ်ဥပမာအဖြစ်ဇလန်တပုတ်ကိုပြောပြရင် narrative လုပ်ရင်ねစာဖတ်သူကိုတစုံတစ်ခုကိုယုံကြည်လာအောင် persuasive ဘယ်လိုလုပ်လို့ရနိုင်မလဲ ဒါမှမဟုတ်အချက်လက်တွေကိုရှင်းပြနေရင် expository ရင်းနဲ့စာဖတ်သူမြင်ရောင်လောင်း descriptive ဘလို့ရေးဖွဲ့နိုင်မလဲစာရေးသူတယောက်ကဒီလိုရွေချက်မတူညီရဲ့ပုံစံတွေကိုဟန်ချက်ညီညီပေါင်းစပ်ဖို့အတွက်ဒီနေ့လေ့လာတဲ့တရားနည်းလမ်းတွေကိုဘလို့အသုံးချနိုင်မလဲဆိုတာစဉ်းစားကြည့်စေချင်ပါတယ်